။အစ္စရေးနဲ့အမေရိကန်ကအီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်အယာတိုလာအလီခါမေနီကို လောက်ကျန်တက်ပြတ်ဖွယ်ရှိမရှိဆိုတဲ့အလားအလာကိုစွန့်လွှဲလို့စိတ်မရှိဘူးလို့ရုရှားသမ္မတပူတင်ကပြောကြားခဲ့တယ်လို့ရိုက်တာမှဖော်ပြခဲ့ပါတယ်။ပူတင်ဟာရုရှားနိုင်ငံစိတ်ပီတာစဘန်မြို့တော်မှာပြုလုပ်တဲ့စိတ်ပီတာစဘန်နိုင်ငံတကာစီးပွားရေးဖိုရမ်မှာနိုင်ငံတကာသတင်းအေဂျင်စီတွေရဲ့ထိပ်သီးကောင်းဆောင်တွေနဲ့တီးတန်းတွေ့ဆုံခဲ့တဲ့အစည်းအဝေးမှာအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။အီရန်အစ္စရေးပြည်ပခါကအရန်ချုပ်ထွေးတင်မွေးတဲ့အရေးကိစ္စဖြစ်ပါတယ်။ဒါပေမဲ့ပြဿနာကိုဖြေရှင်းနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်လို့ပူတင်ကပြောကြားခဲ့ပါတယ်။ဒါအပြင်ပူတင်ကသူ ဟာအီရန်နဲ့အစ္စရေးပြည်ပခမှာအပြစ်ခတ်ရစရေးသဘောတူညီချက်အတွက်ဂျာဝန်ဆက်ဆက်ပေးလိုတယ်လို့ကန့်လန့်ခဲ့ပါတယ်။အီရန်ကိုညှန့်ခံဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတိုက်တွန်းခဲ့တယ်လို့အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်ခါမီနီကအညှန့်ခံဖို့ညှင်းဆိုခဲ့ပြီးအမေရိကန်အနေနဲ့အစ္စရေးရဲ့တိုက်ခိုက်မှုမှာပူပေါင်းပါဝင်လာမယ်ဆိုပါကအမေရိကန်အတွက်ပြုပြင်မရနိုင်တဲ့ထိခိုက်နေနာမှုတွေကိုခံစားရလိမ့်မယ်လို့တံမြန်ချင်းချောက်ခဲ့ပါတယ်။အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက အစ္စရေးရတိုက်ခိုက်မှုတွေဟာအီရန်အစိုးရဖွဲ့အပြောင်းအလဲဖြစ်လာနိုင်တယ်လို့ပြောကြခဲ့ပါတယ်။အဲဒီနောက်ထရန့်ကလည်းအမေရိကန်ဟာခါမီနီပေါ်ပေါက်နေတဲ့နေရာကိုသိရှိထားပေမဲ့ချက်ချင်းတပြတ်ပါမဟုတ်ဘူးလို့ဇွန်လ18ရက်ကပြောကြခဲ့ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးနိုင်ငံတကာသတင်းအေဂျင်စီတွေကပူတင်ကိုမေးမြန်းခဲ့ရမှာပူတင်ကသူ့အနေနဲ့ခါမီနီတပြတ်ခံရမယ့်အလားအလာကိုဆွေးနွေးလို့စိတ်မရှိဘူးလို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ရရှာဟာအရှိလေပိုင်းမှာဆယ်စုနှစ်များစွာကြာသူ့ရဲ့ဆက်ဆံရေးကိုဟန်ချက်ညီစွာထိန်းသိမ်းထားပြီး အီရန်နဲ့စီးပွားရေးအပြင်စစ်ဘက်ဆိုင်ရာဆက်ဆံရေးတွေတိုးမြင့်ခဲ့တယ်လို့တစ်ချိန်တည်းမှာပင်အစ္စရေးနယ်လဲနွေထွေးတဲ့ဆက်ဆံရေးကိုထူထောင်နိုင်ခဲ့ပါတယ်။အဲဒါကြောင့်ရုရှားဟာအစ္စရေးနဲ့အီရန်ပြည်ပခတ်မှာကြီးမားတဲ့ဂျာဝန်စစ်ဆက်သူနေရာမှာပါဝင်ခွင့်ရရှိထားတယ်လို့ကြောင်းကျင်သူတွေကပြောကြားခဲ့ပါတယ်။